တက်မတ်ရှိပါပြီသူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တော့ဝေပါ9ရက်10ရက်2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းမတင်ခင်မှာဒါဒီနေ့ဒီရက်ဒီကာလကြီးမှာဒါကျွန်တော်ကိုမွေးထုတ်ပေးခဲ့တဲ့ကျေးဇူးရှင်ဒါအဖေနဲ့အမေပြီးလို့ရှိရင်ဒီကျွန်တော်ကိုပညာသင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေပြီးလို့ရှိရင်ဒီလက်ရှိကျွန်တော်အားပေးနေတဲ့ကျွန်တော်ပြည်သက်တွေအားလုံးဒီနေ့ဒီရက်မှာစာရွေးအစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့ဒါဆူတောင်းမြတ်တာပို့တာပြီးကြောပါတယ်ကြောပါတယ်အဲ့တော့ တတိယအနေနဲ့ဆက်မယ်ဆိုဒီရက်ဒီကာလာမျိုးမှာဒါတီတာတွေခြေတာတွေပြက်စီးတာတွေမကြားချင်ဘူးမပြောချင်ဘူးပြောလည်းမပြောချင်ဘူးကြားလည်းမကြားချင်ဘူးအေးချမ်းချမ်းနဲ့ငင်းငင်းချမ်းချမ်းနဲ့ကျွန်တော်နိုင်ငံသူနိုင်ငံသားတရား35မျိုးလုံးတစုတစည်းတဲ့စုပေါင်းပြီးတော့ကျွန်တော်ဖြတ်သန်းတာဟုတ်ပဲအေးချမ်းနဲ့နိုင်ငံတလေးနိုင်ငံတစ်ခုတီထောင်တာဟုတ်ပဲငင်းငင်းတာပါငင်းငင်းတာပါဒါပေမဲ့လည်းလက်ရှိဒါအကြမ်းဖက် PDF တွေအကြမ်းဖက်လက်နက်ကင်တွေရဲ့တော့တောင်းကြမှုတွေကြောင့်ဒါနေမြေရှင်းလင်းမှုတွေဆောင်ရွက်နေရတယ်နေမြေတွေပြန်လည်လိုက်ပြီးတော့တိုက်ခိုက်သိမ်းယူနေရတဲ့ ကာလဖြစ်တဲ့အတွက်ကျွန်တော်တို့တွေမပြောချင်လဲပြောရမယ်မကြားချင်လဲကြားရမှာဖြစ်ပါတယ်เนาะအဲ့တော့ဆက်လက်ပြီးဟိုသတင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ပလောင်နဲ့စပြီးပြောပါမယ်ဆစ်ရှုံးနေပြီဖြစ်တဲ့ပလောင်ပလောင်ကဒါဆစ်ရှုံးနေပြီဖြစ်ပါတယ်เนาะဆစ်ရှုံးနေပြီအဲ့တို့ရဲ့အိမ်မက်တစားစီပျက်စီးပြီဖြစ်ပါတယ်เนาะအဲ့တော့တို့ရဲ့အိမ်မက်တွေထဲမှာတော့ကျွန်တော်တို့ဟိုတက်နဲ့တီအလီနဲ့ဒါညှိနှိုင်းဆွေးနွေးမှုဒါကုမင်းမျိုးမှာပြုလုပ်ခဲ့စဉ်ကတို့ရဲ့ပြောကြချက်ပြောတာတခုရှိတယ်ဘိုင်းယူကိုယ်တိုင်လည်းဒါပြောဆိုထားတာရှိတယ်တို့တို့တွေပြည်နယ်တစ်ခုရဖို့เนาะတို့ရဲ့ပြည်နယ်အဖြစ်သတ်မှတ်ပေးဖို့ဆိုပြီးတို့တို့တွေ တိုက်ခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာကပလောင်ပြည်နယ်ဆိုတာမရှိဘူးပြပလောင်ပြည်နယ်ဆိုတာမရှိဘူးအဲ့တော့သူတို့လက်ရှိယူထားတဲ့သူတို့ယာယီထိန်းချုပ်ထားတဲ့နေရာတွေအားလုံးကလည်းရှမ်းပြည်နယ်ပါပဲเนาะရှမ်းလူဒုတွေရှမ်းလူဒုတွေပိုင်ဆိုင်တဲ့နေမည်ဖြစ်ပါတယ်เนาะနေမည်ဖြစ်ပါတယ်အဲ့တော့ရှမ်းပြည်နယ်ဆိုတာပဲမြန်မာနိုင်ငံမှာရှိတာပါเนาะအဲ့တော့သူတို့လက်ရှိယူထားတဲ့နေမည်ကပလောင်ပြည်နယ်မဟုတ်ပါဘူးเนาะရှမ်းပြည်နယ်ပါအဲ့တော့ရှမ်းလူဒုတွေပိုင်ဆိုင်တဲ့ နေမြေဖြစ်ပါတယ်နော်ဒါပေမဲ့လည်းဒါအကြံပတ် TLA တွေနဲ့ဒါသူတို့ရဲ့အိမ်မက်တစားစီပြက်စီးတာနဲ့အမျှသူတို့တွေဒါရှမ်းလူလူတွေရဲ့အိမ်နေနေအိမ်တွေကိုဖျက်လို့ဖျက်စီးလုပ်တယ်အစိုးရပိုင်းအဆောက်အဦတွေကိုမိရှုဖျက်စီးတယ်ဟိုအစိုးရပိုင်းဒီပစ္စည်းပေါ့နော်အစိုးရပိုင်းပစ္စည်းတွေကိုဒါမိုင်းခွဲဖျက်စီးပြတဲ့မိရှုပြတဲ့အနေထားတွေအထိရှိတယ်ဆက်လက်ပြီးကျွန်တော်တို့ဆက်မယ်ဆိုလို့ရှိရင်ဒီနေ့တက်မတော်ကတီဘောကိုလေကြောင်းကနေပြီးတော့ဘောက်ဖွင့်ပြသွားတယ်အဲ့တော့ဘောက်ဖွင့်ပြတာတီဘောကိုဒါတက်မတော်ကဒီကြောင်မဲကိုတည့်ရနေ့မှာ အလုံးစုံတိမ့်ဟိုထိန်းချုပ်နိုင်ခဲ့ပြီးတော့နောက်မှာတော့ဒီနှစ်ရက်နှစ်ရက်ဆက်ပြီးတော့တမတော်ကတိဘောကိုလေချောင်းနဲ့ဘုံကျက်တက်ခက်ရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်။နှစ်ရက်၄ရက်၅ရက်ဒီနေ့၅ရက်နေ့မှာလည်းဒါတစ်ချိန်ပြုလုပ်ခဲ့ပါတယ်။ဒါကတော့အကြံဘက်ဒီခိုးအောင်ရနေရာဖြစ်တဲ့ဒီတိဘောမျိုးပေါ့နော်။တိဘောမှာဒါအကြံဘက်ဒီအကြံဘက်တည့်ရက်၄နဲ့အကြံဘက်ပြည့်ရက်ဒီခိုးအောင်ရအိမ်တွေကိုဒါတမတော်ကလေချောင်းနဲ့ပေါက်ဖွင့်ပြသွားခဲ့တယ်။အဲ့တော့ ိမ်အနေထားရတော့ကျွန်တော်တို့ရှစ်လုံးလောက်ပျက်စီးသွားတယ်လို့သိရတယ်အိမ်ရှစ်လုံးလောက်ပျက်စီးသွားတယ်သူတို့ရဲ့အသေးစင်းကတော့မသိရသေးဘူးတော်တော်တော့အထိနာတယ်လို့သိရပါတယ်နော်သူတို့ဆေးချနေတဲ့အချိန်သူတို့အစည်းအဝေးလုပ်နေတဲ့အချိန်မှာတက်မတော်ကတရင်တကြရပြီလေချောင်းကနေပြီးတော့ပေါက်ဖွင့်ပြတဲ့ဟိုပေါက်ဖွင့်ပြသွားတဲ့အနေထားတည်းရမှာဒီကောင်နေတော့အထိနာတယ်လို့တော့သိရပါတယ်အဲ့တော့တီဘောကတော့ကျွန်တော်တို့ဟိုကြောင်မဲလိုမျိုး45ရက်တောင်ကြာမယ်လို့တော့မထင်ဘူးဗျเนาะအဲ့တော့တီဘောကလွန်သုံးကြာရဲ့ရက်20တလပေါ့เนาะရက်20တလလောက်ပဲကြာလိုက်မယ်ထင်တယ်အဲ့တော့မကြာခင်တီဘောဒေတာကံပြည်သူတွေလည်း ကိုနေရဒေတာကိုပြန်လည်နေထိုင်ရတော့မှာဖြစ်ပါတယ်အဲ့တော့ကြောင်မဲကတော့ဒေတာခံပြည်သူတွေပြန်လည်နေထိုင်လို့ရပါပြီအဲ့တော့ဖုန်းလိုင်းနေနဲ့လည်းမိုင်းတက်လိုင်းနေပြန်ရပြီဖြစ်ပါတယ်เนาะအဲ့တော့တခုတော့ရှိတာပေါ့အဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒါကြောင်မဲဒေတာခံပြည်သူတွေနဲ့သွားလာလာတဲ့နေရာမှာအထူးကူဆိုင်ပါမိမိတို့ရဲ့အိမ်ချမ်းကြီးဝန်ဟိုဝိုင်းဝန်းထဲမှာရောက်ပြီဆိုရင်လေသေချာအထူးကူဆိုင်ပါဟိုမိုင်းဟုတ်မိုင်းလို့ထင်ရတဲ့အမှတ်သားတွေရှိတယ်မိုင်းလို့ထင်ရတဲ့ အစနာတွေတွေ့တယ်ဆိုလို့ရှိရင်နီးသက်ရာတမတော်စစ်ကြောင်းတွေကိုသတင်းပို့ပါတတင်းပို့ပါအဲ့တော့တမတော်စစ်ကြောင်းတွေကဒါရှင်းနေကြီးလာလုပ်ပေးပါလိမ့်မယ်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုလို့ရှိရင်လက်ရှိ TLA အနေနဲ့မိုင်မဲတဲ့လုပ်ရက်တွေကိုသူတို့တွေလောက်ရတယ်သူတို့လောက်ရတယ်တမတော်ကဒီကြောင်မဲကိုပြန်တိုက်နေပြီလဲဆိုတော့ဒီကြောင်မဲမှာရှိတဲ့ရှမ်းလူတူတွေရဲ့အိမ်တွေပြီးလို့ရှိရင်ဒီဒေသခံအိမ်တချို့တွေမှာဒါမိုင်းတွေနင်းမိုင်းတွေတိုင်မိုင်းတွေလက်လုံမိုင်းတွေစရှိတဲ့မိုင်းပေါင်းစုံကိုသူတို့တွေထောင်ရတယ်ထောင်ရတယ်အဲ့တော့ သူတို့ရဲ့ရွေးချက်ကရှင်းရှင်းလေးပါသူတို့မှမနေရရင်အိမ်မှာလာနေတဲ့ပြည်သူလူထုလည်းတေကိုတေရမယ်ဆိုတော့ဟိုစိတ်တက်မျိုးအောက်တန်းကြတဲ့စိတ်တက်မျိုးနဲ့ဆောင်ရွက်ပြီးတော့လက်ရှိဒါပြည်သူလူထုနေအိမ်တွေမှာမိုင်းတွေထောင်ခဲ့တာရှိတယ်ကားလန်းနေပေါ်မှာမိုင်းတွေထောင်ခဲ့တာရှိပါတယ်ဒါကိုလည်းတက်မတော်စစ်တောင်းတွေကနေပြီးတော့ဒါအမြန်ဆုံးလိုက်လဲရှင်းလင်းမှုတွေပြုလုပ်နေတယ်အဲ့တော့အိမ်တိုင်းနေပါတော့မလုပ်ပေးနိုင်ပေမဲ့လက်ရှိရောက်သွားတဲ့အိမ်တွေအနေနဲ့မိုင်းလို့ယူဆရတဲ့ မှတ်သားတင်ကိတာတွေတွေ့တယ်ဆိုလို့ရှိရင်တက်မတော်စစ်ကြောင်းကိုဒါအမြန်ဆုံးသတင်းပို့ပြီးတော့နေမြေဟိုရှင်းလင်းမှုတက်မတော်ကဆောင်ရွက်ပေးပါလိမ့်မယ်เนาะအဲ့တော့ဒေသခံပြည်သူတွေလည်းပြန်လည်နေထိုင်လို့ရပါပြီမကြခဲ့တိဘောဒေသခံပြည်သူတွေလည်းပြန်လည်နေထိုင်ရတော့မှာဖြစ်ပါတယ်เนาะဒါတော့ပလောင်နေထားနေပတ်သက်ပြီးပြောပြတာဖြစ်ပါတယ်အဲ့တော့ပလောင်နေကတော့စိတ်ကကတော့တော်တော်အောက်တန်းကျတယ်ဗျာเนาะတို့ရဲ့ဒီပြည်နယ်အိမ်မက်เนาะတို့ရဲ့ပလောင်ပြည်နယ်အိမ်မက်ပြည့်စည်သွားတဲ့အချိန်မှာဟိုနိုင်ငံတော်ပိုင်ဆောက်ဦးတွေကိုလည်းမိရှုဖြည့်စည်တယ်နိုင်ငံတော်ပိုင်เนาะဟိုမိသက်တွေ အကုန်အဆုံးပေါ့နော်အဆုံးကြောင်မဲမှာရှိတဲ့ဒါအစိုးရပိုင်းအစောက်ဦးမှန်သမျှအကုန်လုံးကိုမိရှုပ်ဖြက်စီးခဲ့တာတွေတွေ့ရပါတယ်နော်အပြင်ဘန်ဒီဘန်ဒီကိုအကုန်ဖောက်ပြီးတော့ကျတော့နော်ရှိတဲ့ငွေသားအကုန်ခိုးယူသွားတာအဲ့တော့အကြမ်းဖက်တွေရဲ့လက်နက်ကင်တွေရဲ့လမ်းစဉ်အနေနဲ့ရှင်းရှင်းလေးပါခင်ဗျားအာနာရှင်စနစ်ကြာရှုံးတာမကြာရှုံးတာတက္ကနာထားသူတို့ပြည်သူလူထုပိုင်ဆိုင်တဲ့အစောက်ဦးပြည်သူလူထုပိုင်ဆိုင်တဲ့ဟာတွေကိုသူတို့သိမ်းယူနိုင်မှုကအဓိကဆိုတော့လမ်းစဉ်ကိုသွားနေရတွေ့ရတယ်တွေ့ရတယ်မြို့တမြို့ကိုအကြမ်းဖက်ကသိမ်းယူသွားပြီဆိုလို့ရှိရင်သိကြတယ်အဲ့မြို့မှာရှိတဲ့ ပစ္စည်းတွေမှန်တယ်များပြည်သူလူထုပိုင်ဆိုင်တဲ့ပစ္စည်းမှန်တယ်များတခုမှမကြက်ပါဘူးเนาะအကြမ်းဖက်တွေအကုန်လုံးခိုးတည်တယ်အကုန်လုံးကိုတည်ယူွားတယ်နောက်ဆုံးသူတို့မတည်နိုင်တဲ့ဟာတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်မီးရှို့ဖျက်ဆီးခဲ့တယ်ဘလောက်အောင်တန်းကြတယ်အဲ့တော့မြောက်သွားနေတဲ့ဒီအကြမ်းဖက်လက်နက်ကန်ကြီးသွားနေတာကဒီဆေးအာဏာရှင်ကြာရှုံးကြီးเนาะသူတို့အာဏာသူတို့ပြန်ပေးဆိုတဲ့ခေါင်းစဉ်ကိုတတ်ထားပေမဲ့အမှန်တကယ်ကတော့ဟိုမြို့ရွာပစ္စည်းကြီးပြည်သူလူထုပိုင်ဟိုတင်ဇာတာပစ္စည်းတွေပြည်သူလူထုပိုင်ပစ္စည်းတွေကို သူတို့ရရှိရေးဒိုအေးဆိုတဲ့လမ်းစဉ်ကိုသွားနေတယ်လို့ကျွန်တော်တို့မြင်တယ်။ဒါတော့ပလောင်အခြေအနေနဲ့ပတ်သက်ပြီးပြောပြတာပါ။နောက်တစ်ခါတော့ကရင်ပြည်နယ်မှာဒါဆက်ရှုံးနေပြီဖြစ်တဲ့နော်။ကရင်လက်နက်ကိုင်တွေကရင်လက်နက်ကိုင်တွေအဲ့တော့ငဇွဲကတော့ကျွန်တော်ပြည်သက်တွေလည်းဒါကြီးတဲ့သူတွေကြီးပြီးလောက်ပါတယ်နော်။ကိုဇွဲနော်ကိုဇွဲရဲ့ပောက်ကွဲတန်တွေပောက်ကွဲတန်တွေသူတို့ဆက်ရှုံးနေတော့ဘာဖြစ်လဲ။ကရင်လူလူပေါ်ကိုပုံချတယ်။ကရင်လူလူကစာမတက်ဘူးနော်။ပိတ်မတက်ဘူးဘာမဖြစ်ဘူးညာမဖြစ်ဘူးဆိုပြီးတော့ကိုကရင်ကိုကိုပြန်စော်ကားတာကိုလူလူကိုကိုပြန်စော်ကားတာလက်နက်ကိုင်ချင်းချင်းကို ကိုလေလက်နဲ့ကင်ထားတယ်ဟိုကိုလက်နဲ့ကြီးကင်ထားပါလေနဲ့သူတို့ရဲ့ခေါင်းစဉ်မှာကရင်လူမျိုးနော်ကောင်းစားရေးအတွက်ဆိုတဲ့ခေါင်းစဉ်ကိုကျင်ညာထားပေမဲ့လက်ရှိကရင်လူမျိုးတွေကိုစော်ကားနေတာဒီကောင်တွေပဲစော်ကားနေတာဖြစ်ပါတယ်နော်ငဇွဲရဲ့ဒဲစော်ကားမှုကတော့တကယ်ကိုကရင်လူတို့အနေနဲ့နော်မုန်တီတဲ့အရာဖြစ်တယ်လို့ကျွန်တော်တော့ထင်တယ်ဗျနော်။ဘာပြောလဲဆိုတော့ကေလူမျိုးတွေဆာမတူပေမတူနော်။အဲ့တော့သူတို့ရဲ့လမ်းစဉ်ကိုမလိုက်ဘူး။အဲ့တော့ကျွန်သက်ရှိမဲလို့ဘာလို့သူပြောနေအများကြီးဗျနော်။အဲ့တော့နားထောင်နေတယ်ဆိုတော့ငဇွဲရဲ့ တော့ဗီဒီယိုဖိုင်မှာသွားပြီးတော့ကြည့်ပါကျွန်တော်တော့အဲ့လောက်ပဲအတူချုပ်ပြီးတော့ပြောလိုက်ပြသေးတယ်အဲ့တော့ပြင်ပြနေမှာလဲတမတော်ကဒါစစ်ကြောင်းနေအများပြထိုးပြီးတော့ဒါတင်းယူနေတာရှိတယ်ဒီ၄ကစ်ကိုဘက်ကိုလဲဒါတမတော်ကတင်းယူနေတာ၄ရှိပါတယ်နော်ကရင်နေနဲ့လည်းအထိနာပြီးတော့ငဇွဲတို့အုပ်စုခွက်ပြောက်ပြီးတော့ထွက်ပြေးအောင်အကန့်နေရောက်နေပြီအဲ့တော့ငဇွဲဘယ်နိုင်ငံကိုပြေးမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြမယ်နော်ငဇွဲဘယ်နိုင်ငံကိုပြေးမလဲအဲ့တော့သူပြေးမဲ့နိုင်ငံကိုကျွန်တော်တို့တခုတစ်ချက်စောင့်ကြည့်မယ်နော်အဲ့တော့ကရင်ပြည်နယ်မှာလဲတမတော်အောင်ပွဲတွေရရှိနေပြီဖြစ်ပါတယ်နော်နောက်တစ်ခုတော့ ချစ်သူဝေတို့နော်လင်းလင်းတို့ဘလောက်ပဲရံပုံငွေတွေမခိုးပါဘူးပဲပြောပြောခိုးပါတယ်ပဲပြောပြောလက်ရှိမြားတို့ရဲ့ဒီအကြမ်းဖက်ကိုအားပေးပြည်သူတို့ရဲ့နော်ထောက်ပတ်ငွေတွေအလူငွေတွေနဲ့အိမ်ဝယ်သွားပါပြီနော်တိုက်နေချန်နဲ့ဝယ်သွားပြီအဲ့ဒါခမရတို့ရဲ့ကောင်းမှုအကြောင်းပြုပြီးတော့နော်ခွက်ပြောက်လမ်းပေးရောက်နေတဲ့ချစ်သူဝေနဲ့လင်းလင်းတို့ရဲ့လက်မရတော့အိမ်ပိုင်တိုက်ပိုင်နော်သူကလေးတွေကိုကြောင်းမတက်နဲ့ကြောင်းထွက်ဆိုတဲ့ ဟိုလမ်းတွေအောက်ကိုသွားပြီးတော့ကျတော့သူကလေးတွေကျတော့တဖက်နိုင်ငံမှာပညာတတ်အောင်သင်ပေးနေတယ်မြန်မာပြည်မှာရှိတဲ့ကလေးတွေကျတော့ကျောင်းမတက်နဲ့ကျောင်းထွက်ဆိုပြီးတော့မှိုင်းတိုက်တယ်အဲ့လောက်ထိပဲ့ရွက်တဲ့လင်မယားအခုတော့ကောင်းစားနေပြီဖြစ်ပါတယ်နော်နောက်ကောင်းစားနေပြီဖြစ်ပါတယ်အဲ့ဒါတော့အကြံပတ်တွေအားပေးပြည်သူလူထုရဲ့ထောက်ပံ့ငွေတွေနဲ့ channel တိုက်ကိုဝယ်လိုက်ပြီဖြစ်ပါတယ်နော်ဒါတော့တစ်ချက်ပေါ့အဲ့တော့ဒီနေ့တော့ဒီလောက်ပဲပြောမယ်နောက်တစ်ချက်ကတော့ဒီပလီကိစားနဲ့ပတ်သက်လို့နိုင်ငံတော်အနေနဲ့တရားဝင်ဟိုကြီးညာသိကြတဲ့တရားဝင်ပြောပြဟိုတာဝန်ရှိတဲ့သူတွေအနေနဲ့ တရားဝင်ပြောသိခြင်းနဲ့ဆောက်လုပ်ခွင့်ပြုထားလားမပြုလားဘူးမပြုထားဘူးလားဆိုတာတရားဝင်ပြောသိခြင်းနဲ့ဗျဒါမှမဟုတ်လက်ရှိကျွန်တော်တို့သိထားတဲ့အရာတော့နေပြည်တော်မှာရှိတဲ့နော်အမျိုးသမီးတယောက်ကိုစားဖားနေပြီးတော့ကျတော့နော်ဆစ်ဆေးစရာရှိလို့ဆိုပြီးခိတခဏဆိုခေါ်သွားတယ်လို့ကျွန်တော်တို့သတင်းရပါတယ်နော်အဲဒါကတော့ဘာလို့ဆက်ဖြစ်လာမလဲဆိုတာကျွန်တော်ရေမသိရပါဘူးကျွန်တော်ကအဲ့လိုမျိုးကန့်ကွက်လို့ရှိရဲအဲ့လိုမျိုးခေါ်ယူဆစ်ဆေးခံရတာလားဆိုတော့မိခွန်းနေမေးလိုက်ပြသေးနိုင်ငံတော်အကြီးအကဲတွေအနေနဲ့ကလည်းကျွန်တော်တို့ပြည်သူလူထုရဲ့ထောက်ပြချက်နော်နိုင်ငံတော်က သွားတဲ့လမ်းစဉ်မှားနေရဆိုလို့ရှိရင်ကျွန်တော်ပြည်သူလူထုနော်တက်မတော်အားကိုးယုံကြည်တဲ့မိဘဟိုတက်မတော်အားကိုးယုံကြည်တဲ့ပြည်သူလူထုကထောက်ပြလို့ရှိရင်မြင်စေချင်ပါတယ်အပြစ်လို့မမြင်စေချင်ပါဘူးလို့ကျွန်တော်ဒီနေရာနေမဆိတ်ပြလိုက်ပြသည်နော်အဲ့တော့နော်ပလီကိစ္စကနိုင်ငံတော်အကြီးအကဲတွေတက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေတည်ယဝင်ဒီနိုင်ငံပိုင်ရုပ်တံတွေကနေပြီးတော့